အားလုံးပဲမင်္ဂလာပါကျွန်တော်ချက်စီဖို့ရွေးနဲ့ပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ချက်မလေးဝင်ခွင့်အတွက်ဒါ United မှာလည်းအခွင့်ရေးရှိတယ်ဆိုပြီးတော့ဒါနောက်ခံလူဟောင်း gain နဲ့ fee ကပြောသွားတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ညိုရုံးနဲ့တူတူဒါသုံးသက်ဆွနေသွားခြင်းနဲ့ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပွဲစုနေတာဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Gainafi က United အကြောင်းပဲပြောသွားတာမဟုတ်ဘဲနဲ့ဒါ Chelsea တို့ Spurs တို့ Liverpool တို့အကြောင်းလည်းပြောသွားတာဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းတော့ပွဲစုနေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့သူကဘာပြောလဲဆိုတော့ United အနေနဲ့အမှန်မဆုံးရှုံးသင့်တဲ့ ပွဲတွေမှာမဆုံးရှုံးဖို့လိုတယ်တအားထိန်းသိမ်းနိုင်ဖို့လိုတယ်ပေါ့နော်လက်ရှိစပါးတို့ချက်စီးတို့ဆိုတာလည်းအချိန်ကြီးကောင်းနေတာမဟုတ်ဘူးဆိုတော့လီဗာပူးကလည်းဒီအချိန်ကြီးပဲပေါ့နော်တိတ်ပြီးတော့ကောင်းနေတဲ့အနေအထားမျိုးမဟုတ်တဲ့အတွက်ကြောင့်ယူနိုက်တက်အနေနဲ့ဒါ consistent ဖြစ်ဖို့လိုတယ်ဆုံးရှုံးသင့်တဲ့အမှတ်တွေကိုမဆုံးရှုံးဖို့လိုတယ်ဒါလို့ဆိုရင်တော့ချက်မလေးဝင်ခွင့်အတွက်အခွင့်အရေးရှိတယ်ဆိုပြီးတော့သူကဆိုသွားတယ်ပေါ့နော်ဆိုတော့သူပြောတာကမှန်တယ်ပေါ့နော်သူရဲ့ site ဘက်ကကြည့်မယ်ဆိုရင်တော့မှန်တယ်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုပဲဒါ Chelsea တို့ ့စပါးတို့လီဗာပူးတို့ကိုရောထည့်ပြောသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ပွဲစုနေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော် ဆိုတော့သူပြောရတဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမည်ကိုကျွန်တော်ကပြောခြင်းတယ်ပေါ့နော်ဆိုတော့သူပြောတာတဘာဝတော့ကြားတယ်ဒါပေမဲ့ဘယ်လိုပြောမလဲလက်ရှိချိန်မှာတော့ခံမှန်းဖို့တော့ခက်နေသေးတဲ့အနေအထားမျိုးလို့ကျွန်တော်မြင်တယ်ဆိုတော့ထိတ်ဆုံးကဒါအာဆင်နယ်နဲ့အခုလက်ရှိ United ရောက်နေတဲ့အဆင့်ခွန်တွေကမရှိမဲ့လောက်ပဲကွာတဲ့အနေအထားမျိုးဗျာဂျာထဲမှာအတင်းတွေကတမက်စီနှစ်မက်စီ ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေချက်စီးဆိုရင်၄မက်လောက်ပဲကွာတဲ့အနေထားမျိုး၆မက်လောက်ပဲကွာတဲ့အနေထားမျိုးဒါမျိုးအခြေအနေကိုရောက်နေတယ်ပေါ့နော်ဆိုတော့ပွဲစဉ်၁၁လောက်ပဲရှိတဲ့အနေထားမျိုးမှာ၈မက်လောက်သာကွာတဲ့အနေထားမျိုးဆိုတာဘာမှမဟုတ်ဘူးဗျ၈မက်ဆိုတာဘာမှမဟုတ်ဘူးတကယ်လို့အာဆင်နယ်သားနှစ်ပွဲ၁၁လောက်ဒါအမှတ်ရသွားမယ်ဆိုရင်ဟိုချေချော်သွားမယ်ဆိုရင်နောက်ကအသင်းတွေကတော်ကိုကတ်သွားမဲ့အနေထားမျိုးဖြစ်တယ်ဆိုတော့ပြောဖို့တော့နည်းနည်းစောသေးတဲ့အနေထားမျိုးဖြစ်တယ်နောက်တစ်ချက်ကပါလဲဆိုတော့အလဲလဲအသင်းကြီးရဲ့ အခြေအနေပေါ့နော်ဒါကိုလည်းတစ်ချက်စောင့်ကြည့်ဖို့လိုတယ်ဒါတရားသေးဒါဖြင်းမြင်လို့ဟိုပြောလို့ရမယ်အသင်းတွေကအများကြီးပဲဗျာဆိုတော့ Newcastle Aston Villa Chris Pele ဘုံမော့ဆိုတော့ဒီသင်းတွေရဲ့အနေထားကိုလည်းဒါစောင့်ကြည့်ရမယ်ဗျာဒီသင်းတွေက top 4ကိုမချင်းချောင်းနိုင်ဘူးဆိုတော့မှဖြင်းမြင်အဆင့်ကတော့တေချာပေါက်ရှိတယ်ချမ်းလင်းဝင်ခွင့်အတော့မဟုတ်တော့မှသူတို့အနေနဲ့ဥရောပဝင်ခွင့်တနေရာနံပါတ်6နံပါတ်9ပေါ့နော်ဒီနေသားမျိုးတွေ မှာတော့ချင်းချောင်းနိုင်တဲ့အဆင့်တစ်ခုထိရှိတယ်ကျွန်တော်တို့လက်ရှိဒီ top 4ကိုစင်ကော်နေတယ်ဆိုတော့ United တို့ Chelsea တို့ Spurs တို့ဒီအသင်းတွေကိုလည်းကောင်းကောင်းကြီးရှင်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိဒါ United ရဲ့အခြေအနေကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော် United ကဒီအဒီမှာတော့တိုးတက်လာတဲ့အခြေအနေလို့ပြောနိုင်တယ်ပေါ့နော်မနစ်ကအခြေအနေတွေကတော့တော်တော်လေးကိုကွာတော့တာတွေ့ရတယ်အတင်းရတာစိတ်ပိုင်းဆိုင်ရာရောအတင်းရကစားပုံကိုပေါ့နော်ကစားပုံကလည်းစုဖြစ်လာတယ်စိတ်ပိုင်းဆိုင်ရာလည်းဘယ်လိုပြောမလဲအမြင့်ကို ွားနေတဲ့အနေအထားမျိုးကိုတွေ့ရတယ်မနော်ဒါသူတို့ရဲ့ proscar ကိုမြင်နေရတယ်လို့ပြောလို့ရတယ်ဆိုသူတို့မှာတည်ထနာရှိတာကဘာလဲဆိုတော့ဟို တိုက်စစ်မှာအထက်ပြကျွန်တော်တို့ခုဗဂျမင်ဆက်ကိုနာသွားတယ်သူမနာခင်တော့ကလည်းသူကဂိုးလေးသွင်းပြီးတော့အသင်းကို carry လုပ်နေရမဟုတ်ဘူးအာ brian abu mo တို့အမတ်ဒီယာလို့လို့ဒီကမ်းမားတွေက carry လုပ်နေတဲ့အနေအထားမျိုးဆိုတော့တိုက်စစ်မှာအထက်ကွင်းလေးမှာပြဿနာရှိနေတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ပြီးခဲ့တဲ့ပွဲမှာဆိုရင် casmero ကွင်းလေးထွက်သွားတဲ့အခါမှာကွင်းလေးရဲ့အပေါက်ကြီးကလုံးဝအကြီးဖြစ်သွားတယ်ဆိုတော့မန်ယူအူကတေးဝင်လာတယ် ဒီဥကတိဆိုတဲ့ကသမကတာမန်ခြေစွဲမဲ့တာမန်စစ်မဲ့ရှိတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီနေသားမျိုးမှာဒရိုနိုဖာနန်ဒက်ကဒက်ဖန်ဆစ်အရှင်ကကောင်းကောင်းမပေးနိုင်ဘူးသူနေရာလဲမဟုတ်ဘဲနဲ့ကစားနေရတဲ့အနေထားမျိုးမှာဘယ်လိုလုပ်အဆင်ပြေမှာလဲဒါကြောင့်မို့ကွင်းလင်မှာပို့ပြီးတော့အရေးကြီးတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့လာမဲ့ဒီဆောင်းရာသီမှာတော့အခုလက်ရှိနာမည်ထွက်နေတဲ့ဝါတန်တို့ဒါခရစ်စပယ်လီဝါတန်တို့ပတန်ဖော်ရက်ကဒီအန်ဒါဆန်တို့ပေါ့နော်ဒီကမ်းမားတွေတေကတယောက်လောက်တော့ခေါ်ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ဒါမှမဟုတ်ဆိုရင်တော့ကျွန်တော်တို့ အဆွန်ဘီလာကလက်ရှိအိုနာနာပေါ့နော်ဒီကသမားကလည်း United နဲ့စုဖြစ်မဲ့ United နဲ့ life မဲ့အကသမားလို့ကျွန်တော်မြင်တယ်ဒီကသမားတွေကတရားရောက်တော့ခေါ်တဲ့နဲ့အဒီလိုမျိုးမခေါ်ကြည့်ဘူးမခေါ်ဘူးဆိုရင်တော့ United အနေနဲ့ Top 4ကခံမှန်းလို့မရဘူးလို့ကျွန်တော်ကတော့မြင်တယ်ဒီ Europa ဝင်ခွင့်အတွက်အဆင့်ချောင်းဆစ်ခွန်လောက်ထိတော့မှန်းလို့ရရင်ရလိမ့်မယ်ဒါပေမဲ့ကိုယ့်လက်မှာဒီလိုအပေါက်ကြီးကိုတော့မဖာနိုင်ဘူးဆိုရင်ပေါ့နော်တကယ်လို့ဆောင်းရသည်မှာကသမားတရားရောက်တော့မမဝယ်ဘူးဆိုရင်တော့ Top 4တွေကိုရှင်နိုင်ဖို့မလွယ်ဘူးလို့ ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါဂိမ်းနဲ့ပြီးနေတော့အမြင်တိတ်ပြီးမတူဘူးလို့ပြောလို့ရတယ်ဆိုတော့ဒါ United တို့နဲ့အပြိုင်ရှိမဲ့ပေါ့နော်စပါးရဲ့အခြေအနေကိုလည်းတစ်ချက်ကြည့်အောင်ပေါ့နော်စပါးကဟိုပြဿနာကဘာလဲဆိုတော့ဒဏ်ရာအခြေအနေတွေဖြစ်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ဒီချက်စင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းဒဏ်ရာလို့လဲလဲရတဲ့ကတမကသုံးလေးရောက်လောက်ထိရှိတယ်ပေါ့နော်ဆိုတော့ဒါကြီးကတိတ်ပြီးတော့အခြေအနေမကောင်းဘူးလို့ပြောလို့ရတယ်သူတို့အနေနဲ့ဟိုပြောမလဲလူစင်း first line နဲ့ကတော့ဖိဖြစ်နေတယ်ဆိုရင်ဒဏ်ရာသာမရဘူးဆိုရင်တော့ ကျွန်တော်အမြင်ရပေါ့နော်ကျွန်တော်တည်းအမြင်ရဘယ်သိမဆိုရှင်းနိုင်တဲ့အနေအထားမျိုးလို့ကျွန်တော်မြင်တယ်ဆိုတော့တန်ရာတွေကတော့ဒါစပါးအနေနဲ့မနှိပ်ဆက်ဖို့လိုအပ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါဒီသာအဲကင်းစင်မယ်တန်ရာတွေသာကင်းစင်မယ်ဆိုရင်တော့စပါးလည်းတော်ဖိုးကိုချင်းချောင်းနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့နောက်တစ်သိန်းကဘာလို့လဲဆိုတော့လေပါဘူးပေါ့နော်လေပါဘူးကိုကြည့်မယ်ဆိုရင်တော့ဒီဟာဒီပြောရမလဲအရန်တောက်ပလာမယ်လို့ထင်တာချမ်းမြန်ကိုကာကွယ်နိုင်မယ်လို့ထင်တဲ့အသိန်းကလက်ရှိချိန်မှာအချိန်တွေက စိုးနေတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်အကောင်းမြင်ကြည့်မယ်ဆိုရင်ဒီအသင်းကအချိန်မွေးပြန်လာနိုင်တဲ့အချိန်လေးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့သူတို့မှာအဲ့လိုလုံနိုင်တဲ့ဟိုလူစင်းရှိတယ်ဗျဟိုတကယ်ကိုတောင့်တင်းပါတယ်ဆိုရင်လူစင်းရှိတယ်တိုက်စစ်မှာဆိုရင်လည်းဟူဂိုအီဂီတကင်းနဲ့အလက်ဇန္ဒားအစ်ဆက်တကယ်ကိုတောင့်တဲ့ဒါတိုက်စစ်မှုနှစ်ယောက်တကယ်ကိုကိုသွင်းရရှိတဲ့တိုက်စစ်မှုနှစ်ယောက်ဖြစ်တယ်ပြဿနာကဘာလဲဆိုတော့ကျွန်တော် နီးပြပါပဲရှိတယ်လို့ကျွန်တော်မြင်တယ်နီးပြအနေနဲ့လူမှန်နေရာမှာအသုံးချနိုင်ဖို့လိုတယ်ဆိုတော့လက်ရှိချိန်မှာအဲ့လိုဖြစ်မနေဘူးလို့မြင်တယ်ပေါ့နော်ဆိုတော့တကယ်လို့နီးပြတာလူမှန်နေရာမှာအသုံးချနိုင်မယ်ဆိုရင်အချိန်မီးပြန်လာနိုင်တဲ့လစ်ပါဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ဒါလက်ရှိ Chelsea ရဲ့ အခြေအနေကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော်ချက်စီကလည်းအဲဒီရာသီမှာတော့ကျွန်တော်တို့တိုက်တယ်ကို challenge လုပ်မယ်ပါညာကျွန်တော်တို့မမကြွားခြင်းဘူးဒါပေမဲ့ challenge ဝင်ဝင်တနည်းအားအတွက်ကတော့ကောင်းကောင်းရှင်ဖိုက်နိုင်တဲ့အသင်းလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့အသင်းနေနဲ့နောက်တန်းတနည်းအားပဲပြဿနာရှိတယ်လို့ဟိုကျွန်တော်မြင်တယ်ပေါ့နော်တစ်ခါလေတော့လေဒါတိုက်စစ်မှာလိုအပ်တယ်လို့မြင်ရပေမဲ့တိုက်စစ်ဆိုတဲ့နောက်တန်းကရုပ်ပေါင်းကြီးဖြစ်နေတာကအာကျွန်တော်တို့ပြဿနာပေါ့နော်အဓိကပြဿနာကတော့စပီတွေမှာကောင်းကောင်း defend မလုပ်နိုင်တာကကျွန်တော်တို့အသင်းအတွက် အဘယ်လိုပြောမလဲပြဿနာဖြစ်နေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ချက်စီနေနဲ့ဒါဆောင်းရတီအပြောင်းရွှေ့မှာတော့အသင်းကိုဥဆောင်နိုင်မယ်ပေါ့နော်လီဒါပေါ့နော်လီဒါတယောက်ခေါင်းဆောင်တယောက်ဒါမန်တယ်လီတီရရောကာသမားရဲ့ quality ရရောပေါ့နော်နောက်တန်းကိုဥဆောင်နိုင်မယ်တယောက်လောက်ကတော့အားဖြည့်တဲ့နယ်လို့မြင်တယ်ဒီလိုအားဖြည့်လိုက်မယ်ဆိုရင်တော့ဒါ top 4ရေကလုံးဝကိုပူစရာမလိုတဲ့အသင်းတင်းလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့လက်ရှိမှာဒီရူရီကာနဲ့လည်းအတန်ထွက်နေတာတွေ့ရတယ်ပေါ့နော်ရူရီကာသာကျွန်တော်အသင်းကိုရောက်လာမယ်ဆိုရင် ဘလို့နေနေအနေထားတစ်ခုထိတော့ရောက်သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဆိုတော့မဖြစ်ဘူးဆိုရင်တော့ကျွန်တော်အသင်းနဲ့ဒါတော့ဖိုးကိုတော့ဟို United တို့လိုပဲဒါတကူတကယ်ဒါရှင်ပြန်ရမယ်အနေထားမျိုးဖြစ်သွားမယ်လို့ကျွန်တော်တော့မြင်တယ်ဆိုတော့လက်ရှိဒီ Premier League မှာဆိုရင်ဒါ True Body ကနေပြီးတော့ဟိုဂိုးရနိုင်တဲ့အနေထားမျိုးတွေအသင်းတိုင်းလိုလိုဖန်တီးလာတဲ့အနေထားမျိုးမှာကျွန်တော်အသင်းရဲ့အားနည်းချက်ကအဲ့ဒါကြီးဖြစ်နေတယ်ဗျာကျွန်တော်တို့အနေနဲ့နောက်တန်းကိုဒါ second ball တွေကျလာတဲ့အခါမှာ defend မလုပ်နိုင်တာက ဒီအသင်းရဲ့ရလဒ်တွေကိုဆိုးရွားစေတာဖြစ်တယ်ပေါ့နော်ဟိုဒါကိုဖြစ်တင်းမှုလို့တယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့မာဇကာရဲ့ပွဲပေါ်ရှုမြင်သုံးသက်ပုံပေါ့နော်အာဒါလည်းမကြောင်ဘူးလို့တယ်ဒီနိဗျာကဟိုသူ့ရဲ့ master plan ရဟို plan A ကအလုံးဖြစ်တယ်ဆိုရင်ပြဿနာမရှိဘူးဒါပေမဲ့ plan A အလုံးမဖြစ်ဘူးဆိုရင် plan B ဒီဒီနိဗျာကဟိုတိတ်ပြီးတော့မရှိဘူးလို့ပြောရမှာပေါ့နော်ရှိတယ်ဆိုသည့်တန်အောင်ကောင်းကောင်း အလုပ်ဖြစ်အောင်မလုပ်နိုင်တဲ့နည်းပြလို့ပြောလို့ရတယ်ဒါကြောင့်မို့ဟိုကွန်တွင်းအင်ဂိမ်းမှာ manage လုပ်တဲ့အပိုင်းမှာနည်းပြမှာစကန်နီနဲ့တိတက်ပိုကောင်းမယ်ဆိုရင်တော့ချမ်မလေးတော့ဖို့ဆိုတာကကျွန်တော်တို့အတွက်မခက်ခဲဘူးလို့ကျွန်တော်မြင်တယ်ဆိုတော့နှစ်ချုပ်ပြောရမယ်ဆိုရင်တော့အော်စောလဲစောသေးတယ်ပေါ့နော်စောသေးလာရဲ့ဒီလက်ရှိဒီဆောင်းရည်အပြောင်းရွှေ့ဖြစ်လာနိုင်တဲ့အခြေအနေတွေရဲ့အကြောင်းကိုဘာမှစူဖြစ်သွားနိုင်တဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်အမြင်ရဆိုရင်တော့အတင်းတိုင်းမှာအခွင့်အရေးရှိတယ်လို့မြင်တယ်ဆိုတော့အခုလိုမျိုးကျွန်တော်တို့ဆက်တဲ့ဝဲတာရှိတဲ့အခြေအနေမျိုးမှာ ဟိုခမန်းနာတွေပေါ်ထွက်လာတဲ့တပန်းတစ်ရဲ့အခြေအနေပြည်သက်တရဲ့အခြေအနေပေါ့နော်ဒီခြေအနေတွေဟိုခမန်းနာတွေပေါ်ထွက်လာတယ်ဆိုတော့ကလည်းဆက်လို့ရှာစရာကောင်းတဲ့အနေထားမျိုးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီပြိုင်ပွဲဟိုဘလောက်ထိပြင်းထန်လဲဆိုတာကဒီခြေအနေတွေကပြသနေတယ်လို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ပြိုင်ဝင်မှာတော့ကောင်းကောင်းမစသေးဘူးတော့ဖိုးတွေချန်ပီယံတွေ ဒါတွေကအများကြီးကျွန်တော်တို့လှုပ်လှုပ်ခက်ခက်တွေဖြစ်နေပြီဗျကျွန်내အဒီလိတွေမှာဆိုရင်အဲ့လိုကြီးဖြစ်မနေဘူးတို့ဒီ Premier League အနေနဲ့ဟိုချန်ပီယံဖြစ်ဖို့ဟိုဆိုတာတက်တော့မှဒီ Top 4ကိုရှင်ပြိုင်ဖို့အတွက်တော့မှဒီလောက်ကြီးတွေပြင်းထန်နေတယ်ဆိုတာကဘာလို့ပြောဒီပြိုင်ပွဲရဲ့အော်ဘယ်လိုရတောက်ပေးတဲ့သဘောမျိုးပေါ့နော်ဆိုတော့နောက်ဆုံးနေနဲ့တော့ပြောချင်တာကဘာလဲဆိုတော့အသင်းတိုင်းမှာကိုစီအခွင့်အရေးရှိတယ်လို့ကျွန်တော်ကတော့ မြင်ပါတယ်ဆိုတော့ငါတို့ဘယ်လိုမြင်လဲပေါ့နော်ဒီ United ပြိသက်တွေရော Spa ပြိသက်တွေရော Liverpool ပြိသက်တွေရောပေါ့နော်ကျွန်တော်တို့ Chelsea ပြိသက်တွေရောဘယ်တင်းတွေက Top 4ဝင်သွားမလဲပေါ့နော် Champion League ဝင်ခွင့်ဥရောပဝင်ခွင့်တနေရာကိုအပိုင်ရသွားမလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ငါတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ငါတို့နောက်ပြီးမှပြန်တွေ့ပါမယ်